ူတိုင်းလူတိုင်းဟာကိုကိုကိုမဆုံးမသေးသည်မျှကိုကိုကိုမပြင်းသေးသည်မျှဆရာမိဘတွေဘလို့ပဲဆုံးမဆုံးမကိုကိုဆုံးမနိုင်ပါသားလင်အရင်ခြေဆုံးဆိုပုဂ္ဂိုလ်ဖြစ်တယ်ကိုကိုတမိုးထားလေးစားတဲ့ပုဂ္ဂိုလ်တိုင်းဟာအကောင်းဆုံးဖြစ်အောင်ကိုယ်တိုင်ကြိုးစားကြရတာဖြစ်တယ် ဆရာမိဘဆိုးဆိုးမလို့လိုက်နိုင်ရင်လည်းကောင်းကျိုးချမ်းသာရတယ်။သို့သောဆရာမိဘရဲ့ဆုံးမကိုနာယူပြီးတဲ့အခါမိမိကိုယ်တို့ကိုယ်တိုင်ကဒိမယင်ကြီးတဲ့လမ်းကြောင်းအတိုင်းလိုက်ပြီးကိုကိုယ်တိုင်ကိုယ့်ကိုပြုပြင်နိုင်မှသာလေလောကမှာလူတော်လူကောင်းဖြစ်တာဖြစ်တယ်။မိဘဆရာဆုံးမတယ်ဆိုတာလမ်းညွန်ပြယုံတသက်များတာဖြစ်တယ်။ ကိုယ်တိုင်လှုပ်တာမပါဘူးဆိုလို့ရှင်ပြပြစုံနဲ့ယဉ်ကျေးမှုဆိုမဖြစ်နိုင်တကယ်ပညာရှိသူတော်ကောင်းတွေမြတ်စွာဘုရားကိုယ်တိုင်ကလည်းတော်ဝါရီကိုတတိပေးတဲ့စကားမင်ချခဲ့တယ်တုံမေဟိကိစ္ဆံအတ္တပံလုံးတင်လှုပ်တဲ့ကိစ္စတွေကိုမင်းတို့ဖြတ်ပြီးစူးစမ်းရမှာဖြစ်တယ် ငါကတော့လမ်းညွန်ပြတ်သားဆုံးမတဲ့ပုဂ္ဂိုလ်ပဲဖြစ်တယ်ဆိုတကားအလုံးကမှတ်ကံဖြစ်တယ်ဆုံးမတဲ့အတိုင်းလိုင်းနာသူမလိုင်းနာသူဆိုတာနှစ်မျိုးရှိတယ်လိုင်းနာတဲ့ပုဂ္ဂိုလ်တွေကကောင်းကျိုးချမ်းသာရပြီမလိုင်းနာတဲ့ပုဂ္ဂိုလ်ကကောင်းကျိုးချမ်းသာမရနိုင်ဘူးအဲ့ဒီအိဗေကပါလဲလို့ဆိုလို့ရှိရင်လူတွေဟာကိုယ့်ကိုမဆုံးမနိုင်သေးသမျှသူများရဲ့အဆုံးအမကိုသာခံယူပြီးကိုယ့်ကိုမဆုံးမနိုင်သေးသမျှ လူလောကမှာအတုံးကြတဲ့ပုဂ္ဂိုလ်ဆိုဖြစ်ဖို့ခဲ့နေတယ်သူဆိုလို့เนาะမြတ်စွာဘုရားကအတ္တာဟိကိရဒုတ်တမောဆိုကိုယ့်ကိုယ်ဆုံးမဖို့ကလွန်ခက်တယ်လို့ပြောတယ်သူများဆုံးမရတာလွယ်တယ်ကိုယ့်ကိုယ်ဆုံးမဖို့ကြတော့ခက်တယ်လူဆိုတာကိုယ့်ကိုယ်နိုင်အောင်ဆုံးမနိုင်လေမရှိကြဘူး သူများကိုသာဆုံးမတတ်တယ်အလွယ်တကူဆုံးမတတ်တယ်ကိုကိုယ်တိုင်ကသူများကိုဆုံးမတယ်လို့ကိုကိုယ်တိုင်လိုင်းနာမှုချင့်သုံးမှုကြတော့များစွာခက်ခဲတတ်ကြဒါကြောင့်မို့အပြောသမားဘုရားရောက်သွားတာတွေများကြီးပဲနော်ရသောရရဲ့ဆုံးမမှာဆိုရထောဝါရီတထာကာရီတထာကာရီတထာဝါဒီဆိုအပြောနဲ့လှုပ်ဟာ ကိုင်းကြီးစေရမယ်လို့ဆိုတယ်။တရားဟောတဲ့ဘုန်းကြီးတွေဒီပင်နဲ့ကိုဟောတဲ့တရားကိုပြ